မဲမင်္ဂလာပါ special ဘိုးဘွားနေပြီးတော့ပြန်လဲထပ်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီအခုကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာတော့ Liverpool အသင်းနဲ့ Crystal Palace တို့အသင်းရဲ့ပွဲစဉ်အကြောင်းကိုကျွန်တော်အနေနဲ့ကျွန်တော်တဦးတည်းအမည်ကိုသုံးသပ်ပေးပြသည်ပထမဆုံးအနေနဲ့ Crystal Palace အသင်းကတော့လက်ရှိရာဒီမှာ၃အ6ပွဲကစားထားပြီးတော့၃ပွဲနိုင်၃ပွဲသေးရေဆိုတဲ့ရလနဲ့12မှတ်တိတိရရှိပြီးတော့ အဆအဆင့်နှစ်နေရာကိုအဆင့်နှစ်နေရာကနေပြီးတော့လီဗာပူးအဆင့်တစ်နေရာလီဗာပူးလိုက်ပြီးတော့ဖီအားပေး လိုက်ပြီးဖီအားပေးပြီးကစားထားတာကိုလည်းတွေ့ရတယ်လီဗာပူးအသင်းအနေနဲ့ကတော့အာ၅ဘွဲကစား၆ဘွဲကစားထားပြီးချိန်မှာ၅ဘွဲနိုင်တစ်ဘွဲရှုံးဆိုတဲ့ရလနဲ့15မှတ်ရရှိထားပြီးတော့အဆင့်တစ်နေရာမှာတော့ဦးဆောင်နေစေပဲလက်ရှိချိန်မှာပရီးမီးယားလိမှာမရှုံးသေးတဲ့တသင်းသေးသောအသင်းဆိုလို့ ခရစ်စတယ်ဘဲလီတင်းသားရှိတော့တယ်ခရစ်စတယ်ဘဲလီကတော့လက်ရှိယာတီမှာ တော်တော်လေးကိုခြေစွမ်းပြပြီးတော့အကောင်းဆုံးခြေစွမ်းတွေကိုပဲပြထားတာကိုလည်းတွေ့ရတယ်ပရီးမီးယားလီမပြာဒီဖွင့်ပွဲမတိုင်ခင်မှာလေလီဗာပူးအသင်းကိုကာလင်ဖလားမှာသူတို့အသင်းအနေနဲ့နှစ်ဂိုးနှစ်ဂိုးတေးကြပြီးရဲ့နောက်မှာပင်နယ်ရီရာလက်မှာပဲလီဗာပူးအသင်းကိုခရစ်စတယ်ဘဲလီအသင်းအနေနဲ့ ညာကောင်းကောင်းပြထားတာလည်းတွေ့ရတယ်ဒီနေ့ပွဲမှာလည်းထပ်ပြီးတော့လီဗာပူးလိုအသင်းမျိုးထပ်ပြီးတော့ပညာပေးပြီးတော့အင်ကွင်းကိုခေါ်ပြီးပညာပေးခဲ့တာကိုလည်းတော်တော်လေးကိုချီးကျူးဖို့ကောင်းလို့လေးစားဖို့လည်းကောင်းတဲ့နီးပြအပါဝင်ကစားသမားတွေအားလုံးကိုဒီနေ့ကနေပြီးတော့ကျွန်တော်အနေနဲ့ချီးကျူးခြင်းနဲ့ဘာလို့တော့ဆိုတော့လီဗာပူးလိုအသင်းမျိုးခရစ်စတယ်ဘဲလေးအသင်းအနေနဲ့ကောင်းကောင်းကြီးဒုက္ခပေးကစားနိုင်ခဲ့တယ်လို့သူ့အနေနဲ့အောက်သင်းပုံစံနဲ့ကစားခဲ့တဲ့ ပွဲလဲမဟုတ်မဟုတ်မဟုတ်ဘူးလီဗာပူးအသင်းအနေနဲ့ဆိုရင်တော့ခရစ်စတယ်ဘဲလေးကိုနောက်ကနေပြီးတော့တော်တော်ကြီးလိုက်ကစားနေရတာကိုလည်းတွေ့ရတယ်လီဗာပူးအသင်းရဲ့ဒီကကစားသမားတအူးဖြစ်တဲ့ Florian Wiss ကတော့ဒီရာဒီမှာအဲဒီနေ့ပွဲမှာတော့တိတ်ပြီးတော့အလုံးဖြစ်ခဲ့ဦးဆာလတ်တစ်ဖက်ကမိုဟာမက်ဆာလတ်တောင်မှအလုံးမဖြစ်တဲ့အချိန်မှာဒီဘက်က Florian Wiss ဆိုတာဘာမှမဟုတ်တဲ့ကစားသမားဗျဘာမှမဟုတ်တဲ့ကစားသမားတယောက်ဖြစ်သွားတယ် Florian Wiss ဆိုတာဘာမှမဟုတ်တော့တဲ့ကစားသမားတယောက်ဖြစ်သွားတယ် Prisoner Belly နဲ့ပွဲမှာသူ့အနေနဲ့ဘာမှကောင်းကောင်းမလုပ်မပြနိုင်ခဲ့တယ်လို့ဆာလက်အနေနဲ့လည်းဘာမှကောင်းကောင်းမလုပ်မပြနိုင်ရဲ့အလားတူပဲရှေ့တန်းတိုက်စစ်ကစားသမားဖြစ်တဲ့ Isaac အနေနဲ့လည်းလူဘိုတယောက်တစ်သားချောင်းကြီးတစ်ချောင်းကိုထောင်ထားတဲ့အတိုင်းလားပဲ Prisoner Belly အသင်းနဲ့ပွဲစဉ်မှာသူ့အနေနဲ့ကစားခဲ့တယ်သူ့အနေနဲ့ show on target တွေအများကြီးလည်းမလုံးနိုင်ခဲ့လို့ core box area ဆက်ရှိခိုက်ပေါက်ထဲမှာလည်းသူ့အနေနဲ့ဘောလုံးထိချက်ကိုအများကြီးအများကြီးပြုလုပ် မပြုတ်လုံးနိုင်ရဘူးတကယ်တမ်းဆို Crystal Bailey လို့အသင်းမျိုး Crystal Bailey လို့အသင်းမျိုးဆိုပေမဲ့ Crystal Bailey ကဒီအာဒီမှာခြေသွမ်းမှန်နေတယ်ဒါပေမဲ့လည်းသူ့အနေနဲ့ Liverpool အသင်းအနေနဲ့ရှင်းကြည့်မယ်ဆိုရင် Crystal Bailey ရဲ့လူစင်းရဲ့ Liverpool အသင်းရဲ့လူစင်းဆိုတာအပြတ်သက်ကြီးမိုးနဲ့မြေလို့ kwa ရဲဆိုတာလည်းအားလုံးသိမဲ့အတိုင်းပဲ Liverpool fan တွေအနေနဲ့ကတော့ဒီနေ့ပဲခံပြင်း ခံမြင်နိုင်မယ်ဒါပေမဲ့လီဗာပူးအသင်းနေနဲ့ကတော့လက်ရှိရှုံးသွားတဲ့ပွဲမှာခရစ်စတယ်ဘဲလီအသင်းထက်ညံ့လို့ရှုံးသွားတာလည်းဖြစ်တယ်ခရစ်စတယ်ဘဲလီအသင်းကတော့တော်တော်လေးကိုကောင်းမွန်တဲ့အနေထားတည်းရတဲ့လီဗာပူးအသင်းကိုကိုပြက်ကိုပြက်ကိုပြက်မဟုတ်ဘူးဆိုရင်တော့မှဘလို့ပြောမှာပထမပိုင်းတစ်ပိုင်းလုံးမှာလီဗာပူးအသင်းထက်ပိုပြီးတော့ခရစ်စတယ်ဘဲလီအသင်းနေနဲ့ထိရောက်တဲ့တိုက်စစ်ဆင်မှုတွေပြုလုပ်နိုင်ခဲ့တယ်လို့မာတာဒီရဲ့သူကန်သွင်းချက်တွေဆိုရင်လေကိုသမားပုတ်ခဲ့တဲ့လုံးတွေရောပီနို ပီနိုကန်ပီနိုကန်နယ်လုံးဆိုရင်လည်းကိုသမားအလီစင်ဘက်ကအနေနဲ့ကိုးစည်းပေါ်တွေကနေရှင်းထုတ်လိုက် ပုတ်ထုတ်လိုက်ပြုတ်လုံနေလို့ဒါလီဗာပူးသင်းအနေနဲ့တီးထက်ကိုပို့ပြီးတော့ကိုးမပြတ်တဲ့ပွဲလိုပဲမြင်နေလီဗာပူးသင်းအနေနဲ့တကယ်လို့ဒါလီစင်ဘက်ကဒါခြေလက်စွမ်းမပြနိုင်ပဲနဲ့ တာမန်လက်ဆန်းအောက်ရောက်ရှိနေမယ်ဆိုရင်လီဗာပူးအသင်းနေတေချာပေါ့ချယ်ဆီမန်ချက်စတာယူနိုက်တက်နီဒူသူအနေနဲ့၃ဂိုးကတော့အ ਨੇ ဆုံးပေးရမယ်ပွဲလို့မြင်နေပါလို့ဆိုခရစ်စတယ်ဘဲလီအသင်းတော်တော်လေးကိုကောင်းမွန်ခဲ့ပြီမတာဒီကန်နယ်လုံးဆိုရင်လည်းတိုင်မှန်ပြီးတော့ထွက်သွားလို့ဒါလီဗာပူးအသင်းအနေနဲ့အစောစီဂိုးတွေမပြတ်ခဲ့ရလို့မြင်နေတာပေမဲ့လည်းလီဗာပူးအသင်းအနေနဲ့အဲဂျမ်ဘာယန်ကတချို့အချိန်တွေမှာဒါသူအနေနဲ့တိုက်စစ်ပြန်ဆင်နိုင်တာဖြစ်ပြီးတော့ သူ့အနေနဲ့ဆိုရင်လီဗာပူးအနေနဲ့ဆိုရင်အဲကစားသမားအစ်တွေပေါ်ကိုသူ့အနေနဲ့မိခိုးလုံးအားကြီးရလို့တော့ကျွန်တော်အနေနဲ့မြင်တယ်တိုက်စစ်ကစားသမားအိုက်ဆက်နဲ့အဂီဒီဂီဆိုအဂီဒီဂီကဒီ လက်ရှိအခြေအနေမှာအိုက်ဆက်ထက်အများကြီးပိုပြီးတော့လီဗာပူးသင်းတို့အကျိုးအသက်ရောက်မှုလက်ရှိသူပိုပြီးတော့လေလီဗာပူးသင်းတို့ပိုပြီးတော့လေအရေးပါတဲ့ကစားသမားတယောက်ဖြစ်လိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့မြင်နေတယ်ဒါပေမဲ့လည်းလီဗာပူးဖန်နေနေရတော့အိုက်ဆက်ကအိုက်အိုက်ဆက်က130ကျော်ပေးထားတာ100ဘလောက်ကျော်ပေးထားတာအိုက်ဆက်ကအကောင်းဆုံးဘာညာဆိုရင်တော့လီဗာပူးအသင်းရဲ့လီဗာပူးအသင်းရဲ့ဖန်နေနေအုံနောက်မရှိတဲ့ဖန်နေလို့ပဲကျွန်တော်အနေနဲ့ပြောနေတယ်အိုက်ဆက်ကဒီရဒီမှာနယူကဆဲ့ ဟိုကစားတာမဟုတ်ဘူးလီဗာပူးမှာကစားနေရဖြစ်တယ်ညူကစင်မှာလို့ခြေစွမ်းပြချင်မှာလဲပြနိုင်လိမ့်မယ်ပြပြခြေစွမ်းမပြနိုင်ဘူးလို့တော့မပြောလို့ဘူးဒါပေမဲ့လဲအိုက်ဆက်အနေနဲ့လီဗာပူးအသင်းမှာညူကစင်အားလောက်ခြေစွမ်းပြနိုင်မှာမဟုတ်ဘူးလို့တော့ကျွန်တော်အနေနဲ့တက်အပ်ဂျိန်းတွေကို ပြောရတယ် အဲ့အဂီဒီဂီနေနဲ့ကတော့ဒီရာစီမှာတော်တော်လေးကိုခြေစမ်းပြရဒီနေ့ပွဲမှာတော့သူနေနေပြီးခဲ့တဲ့ပွဲကအင်ကြီးချိုအောင်ပွဲခံခဲ့တဲ့အတွက်ကြောင့်မလို့နှစ်ဝါတနီထိပြီးတော့ဒီနေ့ပွဲကိုမပါဝင်နိုင်ခဲ့ဘူးအဲ့ဒီတော့ကလည်းလီဗာပူးအသင်းတို့ကြီးမာတဲ့ထိုးနှက်ချက်ဖြစ်သလို Florian West ကိုတောင်းပန်ထွက်ပြီးကစားခိုင်းတဲ့အာနေစလော့ရဲ့အုံနောက်ကလည်းတော်တော်လေးကိုချီးကျူးဖို့တော့ကောင်းတယ်တစ်ဖက်က moon moonas နဲ့ michelo ရဲ့ဝင်းဘတ်နှစ်စုံက လီဗာပူးအသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Florian Wes သူအာမိုဟာမက်ဆာလတ်တို့အတွက်တော်တော်လေးကိုအိမ်မက်ဆိုးဗျအိမ်မက်ဆိုးမှာတော်ခဲကိုအိမ်မက်ဆိုးဖြစ်ခဲ့မိုဟာမက်ဆာလတ်ဘာမှကိုတိတ်မလုံးနိုင်ခဲ့တယ်လို့ Florian Wes ဆိုရင်မူနက်စရဲ့အိတ်ကိုက်ထက်ကိုပွဲစားနေပြီးတော့သူကစားခဲ့တဲ့တောက်လျှောက်လုံးဘာမှကိုမလုံးနိုင်ခဲ့တဲ့အထီးကို သူအနေနဲ့ခြေစွမ်းကတော်တော်လေးကိုစုပ်ပြက်ခဲ့တယ်လီဗာပူးဖန်တွေကတော့ကောင်းတယ်ဗာညာကတော့ပြောကြမှာပေါ့ဗျာဒါပေမဲ့လေကျွန်တော်အမြင်အရပြောရမယ်ဆိုရင်မူနက်စ်လိုကစားသမားမျိုးဖလိုရန်ဝက်အနေနဲ့သူအနေနဲ့မကြော်နိုင်ဘူးဆိုတော့တော်တော်လေးကိုဟာသာဟာသာဟာသာဆန်တယ်လို့တော့မြင်နေတဖက်ကအခြေတန်းမှာရှိတဲ့အိုက်ဇက်အနေနဲ့ဆိုရင်လည်းတဖက်ကရှင်ကစားတဲ့တိုက်စစ်ကစားသမားမာတာဒီရတောင်မှာပို့ပြီးတော့လုံနိုင်ကိုင်းနိုင်စွမ်းရှိရဲဆိုတော့ဒီပွဲမှာ တော်တော်ကြီးကိုမြင်ခဲ့ရတဲ့ပွဲလည်းဖြစ်တယ်။အိုက်ဇာအနေနဲ့သူ့အနေနဲ့ခြေစွမ်းလုံးဝကောင်းကောင်းကြီးမပြနိုင်ခဲ့လို့တာမန်ခြေစွမ်းဆင်ပဲရှိတယ်။လူတာမန်ပေးုံလောက်ကတော့ရန်နာဘုံတိုက်စစ်ကစားသမားကြီးရန်ကုန်တိုက်စစ်ကစားသမားကြီးရှိုင်းယူနိုက်တက်ကတိုက်စစ်ကစားသမားကြီးတောင်မှပရီးမီးယားလိမှာထည့်ပေးလိုက်ရင်သူ့လူခြေစွမ်းမျိုးကတော့ပြနိုင်တယ်။ဒါပေမဲ့လည်းလီဗာပူးအသင်းကတော့သူတို့အသင်းရဲ့အဓိကကစားသမားအိုက်ဆက်ကတော့ကမ္ဘာအကောင်ဆုံးတိုက်စစ်ကစားသမားတဦးအလားချီးကျူးနေတာတော့ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ အမီမောင်းထိုးပြလိုက်တဲ့ပွဲလိုပဲမြင်တယ်။အိုက်ဇက်အနေနဲ့ပရီးမီးယားလိပွဲစဉ်နှစ်ပွဲကစားထားပြီးတကူမှမရသေးသလို သူအနေနဲ့ EFL ကဖြစ်တဲ့ချန်ပီယံရှစ်ကလပ်အသင်းကိုပဲစောက်တန်တန်အသင်းကိုသာကိုးသွင်းထားနိုင်ပြီးချန်ပီယံလိမှာလည်းကိုးမရသေးခဲ့ပဲနဲ့အိုက်ဇက်အနေနဲ့ရုံးကန်နေရတာတော့မြင်ရတဲ့သူအနေနဲ့ကစားသမားအနေနဲ့အိုက်ဆက်အနေနဲ့ကတော့ကျွန်တော်အနေနဲ့ပြီးခဲ့တဲ့ရာသီမှာဂိုးရီနယူကာဆယ်အသင်းမှာတွင်းနိုင်ခဲ့တယ်ဆိုတာကအိုက်ဆက်တွင်းခဲ့တယ်ဆိုတာဒန်ဘာဘာစစ်စီခက်က ဲ့လောက်မကောင်းသေးဘူးမကောင်းခဲ့ဘူးဗျာဓမ္မဘာစစ်စည်းဆိုတာအိုက်ဆက်တဲ့အများကြီးကိုပို့ကောင်းခဲ့တယ်ပို့ပြီးတော့အများကြီးလှုပ်ဖြစ်ခဲ့တဲ့ကစားသမားတယောက်ယူကဆဲမှာယူကဆဲအသင်းမှာအိုက်ဆက်ခြေသွမ်းပြခဲ့တာတာမန်ဆင့်ပဲရှိတာမန်ဆင့်ဆိုတာတိုက်ဆင့်မှုကောင်းတယောက်ပြ ပြသနိုင်တဲ့အခြေစောင်းမရှိရတာအားကြီးဆောင်ရမ်းကောင်းနေတယ်မီးပွင့်အောင်ကောင်းနေတယ်ထင်မှာမပေါ့အိုက်ဆက်အနေနဲ့ overrated အရန်ဖြစ်လို့နဲ့ကစားသမားတယောက်ဖြစ်တယ် overrated အရန်ဖြစ်လို့နဲ့အတွက်ကြောင့်ကစားသမားဖြစ်ချင်တော့ဘောလုံးလောကရဲ့ market ဈေးကွက်ထဲမှာတိုက်အထောင်တိုက်စစ်မှုတွေလုံးဝရှားပါနေတဲ့အချိန်မှာအိုက်ဆက်လူကစားသမားမျိုးအဲ့လိုမျိုးရှိတဲ့အချိန်မှာ Jogra Haaland Jogra Haaland အဲနောက်ထပ်ကစားသမားကြီးဖြစ်တဲ့အဆက်ကိုအဲ့လိုမျိုး အဲနောက်ပြတော့ဘယ်လိုပြောမလို့အဲထောင်တိုင်းအဲ့လိုမျိုးခု AGD Isaac တို့အနေထားမှာဆိုရင်တော့ Isaac အနေနဲ့ overrated အရန်ဖြစ်လို့ ਨੇ ဟို Isaac အနေနဲ့ခြေစွမ်း AGD Liverpool အသင်းရဲ့တိုက်စစ်ကစားမှာ AGD နဲ့အသင်းအသင်းသားချင်းရှင်ဆော့အရှင်ကစားမယ်ဆိုရင်တော့မှာ AGD အနေနဲ့အများကြီး Isaac ထက်အများကြီးပိုကောင်းတဲ့ကစားသမားတစ်ယောက်လို့ကျွန်တော်အနေနဲ့မြင်နေလက်ရှိ ပွဲမှာဆိုရင်လေ Florian West ကိုတောင်းပန်ထုတ်ပြီးတော့ Subo Sline ကို Devin Murphy မှာထားလိုက်တဲ့အာနေစလော့ရဲ့ရွှေနန်တော်စူးရောက်မှုကလည်းလုံးဝမမီဘူး Florian West ဆိုတာတောင်းပန်ကစားကစားမဖြစ်တဲ့ချိန်မှာသူ့အနေနဲ့ဘာမှသုံးစားမရတဲ့တိုက်စသုံးစားမရတဲ့တောင်းပန်ကစားသမားတစ်ယောက်ဆိုတာလေဘာကူစင်မှာကလေးကကျွန်တော်ကျွန်တော်တို့အနေနဲ့သိတယ်။ဘာလို့ရုံဆိုတော့ Florian West အနေနဲ့တောင်းပန်ကစားသမားတစ်ယောက်မဟုတ်ဘူးသူ့အနေနဲ့ကတော့ Attacking Mephi ကစားတယ်၊ Queen လည်း Mephi ဘိုင်းမှာ မီဗီပိုင်းနဲ့အလဲကောင်းတဲတဲ့ဒီမှာအလဲကောင်းရိုးမှာပဲသူအနေနဲ့ကစားတာကောင်းမွန်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကျွန်တော်တို့အနေနဲ့သိကျွန်တော်တို့အနေနဲ့သိရဆိုတာတဲ့ဘောလုံးပွဲတွေဂျာမနီပွဲတွေရောစပိန်ပွဲတွေရောလိုက်ကြည့်တဲ့လူတွေပဲသိလိမ့်မယ်ဒီကတော့ကိုအသင်းဆွဲတသင်းလေးကိုအားပေးပြီးတော့ကြည့်တဲ့ကစားသမားဆိုရင်တော့အာတအားကောင်းတဲ့ဖလိုရန်ဝဲတအားကောင်းတဲ့အိုက်ဆက်ဖြစ်နေမှာပေါ့ဗျာဒါပေမဲ့လည်းဘောလုံး ဖလိုရန်ဝစ်လေပါကူးစင်မှာတောင်းမန်မှာဘလို့ကစားခဲ့တုန်းကစားခဲ့တဲ့အချိန်ဒီမှာခြေစွမ်းပြနိုင်ရလားဆိုတာလေပါဘူးတင်နီးပြအာနေဆလော့နဲ့လေပါဘူးတင်ဖန်နေနေတော့လက်ခံဖို့တော့လိုတဲ့ဖလိုရန်ဝစ်ဆိုတာဂျာမနီရဲ့လီမာမူစီယလာတို့ရဲ့နောက်ပိုင်းနောက်ပါဒါပေါက်တဲ့ကစားသမားတဦးဖြစ်တဲ့ဖလိုရန်ရွေးအနေနဲ့လေပြီးခဲ့တဲ့လေဗာကူစင်ချန်ပီယံရခဲ့တဲ့နှစ်မှာ ူအနေနဲ့ခြေစွမ်းတော်တော်လေးပြခဲ့တယ်ဆိုပေမဲ့လည်းသူအနေနဲ့ overrated အရန်ဖြစ်လွန်းတဲ့ကစားသမားတယောက်လိုပဲကျွန်တော်အနေနဲ့မြင်တယ်။ Musiala တောင်မှသူ့လောက်ဟစ်မဖြစ်တဲ့အချိန်မှာ Florian Wirt ကတော်တော်လေးကိုဟစ်ထားလိုက်တာတော်တော် Liverpool အသင်းအတွက်အကြိုက်ဖြစ်သွားစေခဲ့တာပေါ့ဗျာမူစီယလာလိုကစားသမားမျိုးဘယ်သင်းမှာခေါ်ယူဖို့မလွယ်မလွယ်ဘူးဒါပေမဲ့ဖလိုရန်ဝက်ကိုလီဗာပူးသင်းနေနဲ့ရအောင်ခေါ်ယူခဲ့တယ်ဒါပေမဲ့လေမူစီယလာခြေစွမ်းခြေစား တဝက်တောင်မှ Floran Wiz ကမရှိဘူးလို့တော့ကျွန်တော်အနေနဲ့မြင်နေ Floran Wiz အနေနဲ့ overrated ရန်ဖြစ်လို့နဲ့ကစားသမားတယောက်လိုပဲကျွန်တော်အနေနဲ့မြင်နေ Premier League မှာဆိုလည်းသူအနေနဲ့အဲ Liverpool အသင်းကိုရောက်လို့သာသူအနေနဲ့ခြေသွမ်းအဲ့လိုနာမည်ပို့ပြီးတော့ကြီးလာထပ်ပြီးတော့ကြီးတဲ့ကစားသမားတယောက်လိုတော့မြင်နေတစ်ဖက်က Ferri ကိုခြေရေးသားဆိုရင်လက်ရှိ ပွဲမှာကိုတကူခြေပါကိုသွင်းယူပေးနိုင်ခဲ့တယ်ဗောခြေပါကိုသွင်းယူပေးနိုင်ခဲ့တဲ့အချိန်မှာခြေသားလိုမျိုးကစားသမားဆိုတာအီတလီစီးရီမှာကဘာအီတလီစီးရီတစ်ခုလုံးမှာအကောင်းဆုံးကစားသမားတူကစားသမားဆိုပြီးတော့ဖြစ်ခဲ့တာဗျာ2018ဆိုကိုအဲ့လိုပတ်ချားလေရခြေသားကစားသမားဆောင်းရမ်းကောင်းတဲ့အချိန်မှာစီးရီမှာကာဗာရာမရှိဘူးရာဖေးလီယိုမရှိဘူးဗျာအဲ့လိုအချိန်မျိုးမှာခြေသားဆိုတာတော်တော်လေးကိုကောင်းမွန်ခဲ့တဲ့ကစားသမားဒီဘာလာဟိုထပ်တော်မှာ ကောင်းမွန်ခဲ့ပြီးတော့ရိုနယ်ဒိုဂျူဗင်တပ်မှာကစားခဲ့တဲ့ချိန်မှာတော့မချီရေးစားစီကိုရိုနယ်ဒိုအနေနဲ့ပေါ်လုံးပေးဖို့ပြီးအများသူ့အနေနဲ့ခိုးသွင်း ကွင်းတွေဖန်တီးပေးခဲ့တဲ့ကစားသမားမျိုးခြေသားနေနဲ့လက်ရှိချိန်မှာပရီးမီးယားလိမှာသူ့အနေနဲ့အပေကံကစားသမားတယောက်လိုမျိုးဆက်ဆံခံနေရတယ်လီဗာပူးသင်းလိုမျိုးကစားလီဗာပူးလိုအသင်းမျိုးမှာထပ်ကစားမယ်ဆိုတော့ခြေသားရဲ့ကစားသမားဘဝထပ်ပြီးစုပ်ပြတ်ဖို့ပဲရှိမယ်သူ့အနေနဲ့ဖလားရအောင်ရနိုင်ပေမယ့်တိုက်ကစားသမားဘဝကယ်ရီယာတော့ပျက်စီးသွားလိမ့်မယ်လို့တော့ထင်တယ်ဘာလို့လဲဆိုတော့ဒီအရာကလီဗာပူးသင်းလုံနေတဲ့ပုံစံနေရာခြေသားအသင်းကို ခြေသားကိုခြေသားရဲ့ခြေသားရဲ့ကစားသမားကိုဖျက်ဆီးနေတဲ့ပုံစံဖြစ်နေတယ်။ဘာလို့ရုံဆိုတော့ခြေသားဆိုတာကအရန်ကစားသမားအနေထားနဲ့ဝင်ရမယ့်ကစားသမားမဟုတ်ဘူး။လူဝိဒီရဲ့တို့ဘာလို့ရှိတော့လက်သင့်ခံမိမယ်လက်ရှိအချိန်မှာတောင်မန်ကစားသမားဒဏ်ရာအများပြားရရှိနေတဲ့အချိန်မှာတော့ခြေသားလူကစားသမားမျိုး first line နဲ့ပေးပြီးတော့ကစားခိုင်းတဲ့နယ်လို့တော့ထင်နေဒါပေမဲ့လည်းဒီနေ့ပွဲမှာတော့မကစားခိုင်းခဲ့ဘူး။အာနီစလိုက92ချောင်းခဲ့တဲ့ပွဲလို့ပဲမြင်နေတယ်။ ပြည့်ပြည့်နေနေပြောရမယ်ဆိုရင်လီဗာပူးအသင်းကလည်းခရစ်ဇက်ဘဲလီအသင်းကိုလုံးဝဒီနေ့ပွဲမှာရှင့်မကစားနိုင်ခဲ့သလိုရှေ့ပွဲကဖလားလူတဲ့ပွဲမှာလည်းထိုနီးတူပဲခရစ်ဇက်ဘဲလီအသင်းကလီဗာပူးအသင်းဆိုရင်ကိုလှုပ်ချင်ခိုင်းရင်စိတ်ကတော်တော်လေးကိုရှိတဲ့အထက်မှာပါတယ်ခရစ်ဇက်ဘဲလီအသင်းရဲ့ကွင်းလက်ကစားသမားဝါဒန်နဲ့ကာမာရာကလည်းတော်တော်လေးကိုကောင်းမွန်တဲ့ကွင်းလက်နှစ်ယောက်ဒီနေ့ပွဲမှာသူတို့အသင်းနေနှစ်ယောက်အနေနဲ့တော်တော်လေးကိုအတွဲညီညီနဲ့လီဗာပူးအသင်းရဲ့ကွင်းလဲကိုဖျက်ဆီး ပြစ်ပြီးတော့လေပါဘူးအသင်းရဲ့နောက်ခံအတွင်းနေတဲ့ထိသူတို့အသင်းအနေနဲ့သူတို့အသင်းရင်ကစားသမားအနေနဲ့ဘောလုံးလမ်းကြောင်းတွေထိုးပေးနိုင်ခဲ့တယ်။နောက်ဆုံးမိနစ်60အချိန်မှုမှာဆိုရင်လေလေပါဘူးအသင်းရဲ့အဓိကနောက်ခံနောက်ခံကစားသမားတွေဖြစ်တဲ့နောက်ခံကစားသမားတွေလူကကစားပုံညံပြင်းမှုကနေတဆင့်အဂီဒီဂီအအဂီဒီယာနေပြီးတော့အာဆင်နယ်အသင်းရဲ့တိုက်စစ်ကစားသမားဟောအဂီဒီယာကတော့လီဗာပူးအသင်းကိုခိုး အလိုပြောမှာအပြင်းကန်သွင်းပြီးတော့အနိုင်ကိုပေါ်ဆောင်သွားခဲ့တယ်ကေးသဂိန်းလှုပ်သွားခဲ့တယ်သူအနေနဲ့ကောဇာလိုလှုပ်သွားခဲ့တယ်အတော့အကြောင်းမလို့လီဗာပူးတင်းနေနဲ့ဘလိုမှကိုပြန်လဲပြီးတော့ဥမော်မလာနိုင်အဲပြန်လဲပြီးတော့ခြေပါကိုလည်းထပ်မရနိုင်တဲ့အခြေအနေဖြစ်သွားတယ်ပေါ့ဗျာလီဗာပူးတင်းနေနဲ့အဆုံးကျွန်တော်အနေနဲ့ကျွန်တော်တူတဲ့အမျိုးကိုတုံးသက်ရမယ်ဆိုလီဗာပူးတင်းနေနဲ့ဒီနေ့ပွဲမှာခရစ်ဆယ်ဘဲလီအသင်းထက်ညံ့ခဲ့တယ်လို့ခရစ်ဆယ်ဘဲလီအသင်းရဲ့ တိုက်စစ်ကလုတ်ပြခိုင်ပြတဲ့အားဒီလောက်တောင်မှလီဗာပူးသင်းရဲ့တိုက်စစ်ကမလုတ်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့လီဗာပူးသင်းကိုရှုံးခဲ့ရတဲ့လို့မြင်တဲ့လီဗာပူးသင်းကတော့ခရစ်စတယ်ဘဲလီအသင်းကိုဖလားဝဲမှာလည်းရှုံးခဲ့တယ်လို့ပရီးမီးယားလိမှာလည်းရှုံးခဲ့တယ်ဗျာလီဗာပူးသင်းအနေနဲ့ခရစ်စတယ်ဘဲလီအသင်းကိုကစားရတဲ့ခရစ်စတယ်ဘဲလီအသင်းနဲ့ကစားရရတဲ့ပွဲအရတော့လီဗာပူးသင်းတို့တော့တော်တော်လေးကို ိမ်မဆိုးမတ်ရတဲ့ပွဲတပွဲလိုပဲကျွန်တော်အနေနဲ့သုံးသပ်ရင်းနဲ့ဒီနေ့ဗီဒီယိုဒီလောက်နဲ့ပဲဆုံးသပ်ပြီးရှင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြပါအောင်မယ်